ခဝေးဝေးရောက်တဲ့အခါမှာမောင်မောင်ကဆရာကြီးဖိုးတိတ်လို့ဦးလေးအောင်လို့ပြန်တွေ့ရတာဝမ်းသာတယ်ဗျာတော်သေးတာပေါ့ကျွန်တော်နဲ့တွေ့လို့ဆရာကြီးတို့မလာခင်ပထမလှီနဲ့လာတဲ့မိသားစုတွေဒီကောင်တွေဒီလိုပဲဟောက်ပြီးရင့်နေလို့ရွှေလက်ကောက်တစ်ခွင်းထုတ်ပြီးမှလှုပ်ပေးလိုက်တယ်မောင်မောင်ဟာလက်မတော်ဖိုးတို့ရဲ့တပည့်ကွယ်လွန်သူငညွတ်ရဲ့တူဖြစ်ပြီးစစ်ကြိုခက်မှာဖိုးတို့ရဲ့တပည့်လူမိုက်များထဲမှာတယောက်ဖြစ်ပါတယ်မောင်မောင်မင်းကဘလူဘလူဒီထက်ရောက်နေတာလေဒီကောင်တွေရောဘာတွေလဲ ျွန်တော်လဲဆရာကြီးတို့မရှိတော့ရန်ကုန်မှာရောင်းနေလေဗျဘုံတွေကျဲတော့ရွှေကုံဘုရားဘောကဈောင်းတန်းနေမှာတွားနေလိုက်ကံတော်မင်းတွေကဘိုးအင်းနေမှာရောင်းလို့ရမယ့်ပစ္စည်းလေးဝင်မလိုက်နေအသက်ဆက်နေရတာဗျအခုတော့အန်ရည်ကင်းအောင် BI တက်ထဲဝင်ထားလိုက်တာဗျခုနတနက်နေ့ဘိုးစိန်ဆိုတာငါတွေ့ဘူးလို့ပဲမောင်မောင်ရဲ့ဟာဦးဝကလေးဗျာစကော့စည်းတွေက OK မှာစပင်ညက်တယ်ကောင်မောင်စိန်နေဗျာ ဘယ်ကနေဘလို့တခင်စိန်ဖြစ်သွားလဲမသိဘူးတခင်စိန်ဆိုပြီး BIA စစ်ရုံးထဲမှာဝင်ထွက်နေတာအခုတခင်ထိုးရဲ့လက်ဆွဲ BOA ဘူလေးဖြစ်နေပြီအခုကမင်းတို့ကဘာလဲဒီလေစိတ်ကိုစောင့်နေဖွယ်လားဘယ်ကဟိုမှာလေဒီလေစိတ်ကဂျပန်ကစာချင်းအီမူရာဆိုတဲ့တပ်စိတ်ကစောင့်တာဘိုးစိန်ကကျွန်တော်တို့ကဒီမှာညဆိုဂျပန်တွေကို China ဆက်မှာဖွင့်ထားတဲ့ဖာရန်သွားခိုင်းပြီးကျွန်တော်တို့စောင့်ပေးပါမယ်ဆိုပြီးတော့ ဟိုဘက်ကလာသမျှလှီတွေကိုငွေညှစ်လွတ်နေတာဟာချိန်းနှဆန်းကဘယ်ကနေဘလို့ဖိုင်ဖြစ်သွားတာလဲဂျပန်ဝင်ပြီး300ညတော့ဖြစ်သွားတာပဲဆရာကြီးပိုင်ရှင်လောက်ပြီလေဂျပန်တက်လို့တီးရှာပြီအရင်ဆက်ဆန်းတွေကကိုကြကြတဲ့ပဲတန်းရွှေနဲ့ဂျပန်နဲ့ဘာပြီးယူလို့လည်းမသိဘူးအဲ့ဒီဟိုတယ်ပေါ်သူ့ကောင်မလင်းကားကောင်နဲ့ဖာတန်းတက်ဖွင့်ထားတာပဲသူတို့ဂျင်းနဲ့ကြက်စားကြရာဌာနချုပ်ဖြစ်ခဲ့သောချိန်းနှဆန်းဟာဖာတန်းဖြစ်သွားပြီးပိုင်ရှင်လောက်ပြီအသက်ခံရတဲ့တဲ့င်းကိုကြားတဲ့အခါ လမ်းမတော်ဖို့လို့ရောအုံးဖေပါစင်မကောင်းဖြစ်သွားကြပါလေအခုဂျပန်တွေကမလွယ်ဘူးဆရာတရုတ်ဆိုချန်ကေရှိတ်လူဆိုပြီးတတ်တယ်ချန်ကေရှိတ်လူမဟုတ်ပါဘူးလို့ပြောရင်ကွန်မြူနစ်မော်စီတုံးလူဖြစ်ရမယ်ဆိုပြီးတတ်တယ်ဘူကာဗျာဆိုလည်းအင်္ဂလိပ်သူဆိုပြီးတတ်တယ်ကျွန်တော်တို့ကတော့ဘလိုပဲဖြစ်ဖြစ်ဒီလမ်းမောင်းပတ်အနီလေးရှိရင်ဘေးတော်ကင်းပါပဲဆိုပြီး BIA နဲ့ဝင်ထားလိုက်ရတာဆရာကြီးဒါတော့ဂျပန်စစ်ဘိုတွေကအပြင်းပြေဝင်ဝင်ပြီးပိုက်ရတာခံရသေးတယ် မကြမီလောက်တော်ဖိုးတို့တို့တိုက်ကိုရောက်ရှိသွားကြပါတယ်ဖိုးတို့တို့ကိုထားရခါမော်မော်ကကန်းတော်ကိုပြန်သွားပါတယ်ကြီးစံရတို့ တွေ့ရတော့လေတိုက်ကအကောင်းပကတိမသိမြနဲ့အုံးပြီဒီမှာခဏနေခဲ့ကွာငါနဲ့မောင်းခြင်းအမေတို့အင်ချင်တွေတွက်ချလိုက်အောင်မေလမ်းမတော်ဆက်လေးလမ်းလေးကိုလမ်းမတော်ဖိုးတို့နဲ့မောင်းခြင်းတို့ဝင်လာကြပါတယ်ညပဲရောက်ပြီမို့လို့လမ်းကတိတ်ဆိတ်နေပါတယ်တစ်ချက်တစ်ချက်ဒါလိုဟိုစီလမ်းဘက်ကစစ်လော်ရီကားများဖြတ်သွားတယ်ကိုသာကြားရပါတယ်ဟဲ့လူနီယော ပါလာတဲ့ငွေထားခဲ့ပြီးသွားကြတယ်။မောင်ရည်ထဲမှာဒုတ်ကိုစီနဲ့တရုတ်သုံးယောက်ထွက်လာကြပါတယ်။ဖိုးတို့နဲ့မောင်ချင်းကရက်လိုက်ပါတယ်။ဖိုးတို့ကလွယ်ထဲကချောင်းလုံးမျိုးကိုထုတ်လိုက်ပြီးမောင်းတင်လိုက်ရာတရုတ်သုံးယောက်ရက်သွားပါတယ်။ဟာဆရာကြီးဖိုးတို့ခရော့ပါနော်ခရော့ပါ။ဘသူများလဲလို့အဖက်ပါလား။ဟုတ်တယ်ဆရာကြီးတရုတ်တန်းကကျွန်တော်တို့မှာသူများတွေလိုစစ်ပေးစရာနေရာလည်းမရှိဒီရန်ကုန်ကလည်းမခွာခြင်းနဲ့ဒီလိုပဲတွေ့တဲ့လူစီက၆လှန်စားနေရတာ။ အေးမင်းတို့ကလည်းခစ်ပြတ်ထဲမှာဘိုးတက်လုပ်ချင်နေကြတာယိုယော့ယော့ငါအိမ်ထဲမှာတော့၁၀ရူပီးပဲပါတယ်အဲ့ဒါယူထားလိုက်ကြမဟုတ်တဲ့လူတွေကိုလည်းလိုက်ပြီးဒုက္ခပေးမနေနဲ့အိုးဟာတရိုသုံးယောက်ကိုချောင်းချောင်းနဲ့လှည့်ထွက်သွားကြပါလေမိခင်ကြီးဒေါ်ချစ်ဘူးအိမ်မှာတော့ဘင်းမောင်ရောက်ကိုရိုက်ချိုးထားပြီးအတွင်းကပစ္စည်းတချို့ယူဆောင်သွားကြတာကိုတွေ့ရပါလေထုံညရင်းမင်းအုံးဖီနဲ့မောင်ကြီးကဖုန်းကြီးကြောင့်ကဝတ်စားလို့များယူကလမ်းမတော်ဖို့တို့အင်ကိုပြောင်းလာကြပါလေကိုဖို့တို့အမမသည်မြတ် မမသိမြမနဲ့စုံစုံစီအခေါ်တယ်ညဖိုးတို့နဲ့မသိမြတို့နိုးလာရပါလေအင်းရှိမှစံမနဲ့ထွင်ရင်ကအထုပ်ပိုးများနဲ့အိုးဖေကတကားထဖွင့်ပေးပါလေဟာကိုလေးရောက်နေတော့ကိုဒီမှာကိုတို့သိတယ်မလားကျွန်တော်ရောက်ပါလိအိုးဖေကထွင်ရင်ကိုကြည့်လိုက်ပြီးပြောစီစီဖြစ်သွားပါလေတီးပြီးဟိုတကားပီယာနိုမရတဲ့ကောင်လေးဟေးဘယ်လိုလဲကောင်လေးပီယာနိုတော်တော်တီးတတ်နေပြီလား ဘယ်ရလားဗျာအိမ်ညာကပဲအရက်နဲ့လဲတော့ပလိုက်ပြီဟာဟာကောင်းရောဟိခဏကြာမှာလမ်းမတော်ဖို့လို့နဲ့မသိမြအိမ်မောကဆင်းလာကြပါလိမ့်ဆမအမင်းနဲ့ပါသိရောသူတို့ရင်တမ်းပြသွားကြရလားမပါလာဘူးကိုဖို့တို့ချစ်ချစ်ဘူးကနိုင်ပါရေခိုးပါကမ်းပါပဲနေအောင်မယ်တဲ့ဒီဘက်မှာအချိန်နေနေတည်ငြိမ်မှပြန်လာမယ်တဲ့ကိုပါသိန်းကလည်းချစ်ချစ်ဘူးကိုဆောင်ပြီးနေခဲ့တယ်အေးအေးကောင်းပါလေကွာဒီမှာ အမေတို့အိမ်လည်းဖြက်စီးခံရတယ်ငါပြုတ်ပြင်ပြီးမှပဲတို့လန့်ခေါ်တာကောင်းပါလေဒီမှာလည်းအချင်းတွေကတိတ်ကောင်းတာမဟုတ်ဘူးဒါနဲ့အဲထွေးငါမင်းကိုလိုက်ပို့တာလားဟုတ်ဘူးကိုဖိုးတို့ဒီမှာကိုဖိုးတို့နဲ့အတူအလုပ်လုပ်ဖို့လာတာဟုတ်ပါလေကိုဖိုးတို့အဖေကမာလိုက်တယ်မင်းဒီရောမှာနေတော့ငါလိုရွာသမားပဲဖြစ်မှာလေဖိုးတို့ကမြို့မှာအဆက်အသွယ်ကောင်းတယ်လူဝင်ကောင်းတယ်မင်းမြို့တက်ပြီးဒီကောင်းစီမှာအလုပ်လုပ်ပြီးရင်မြို့သမားဖြစ်အောင်လုပ်ဦးတယ်ပြီးရင်ချွေးငါအဖေကိုပြုစုဖို့ကြံရိတ်ခဲ့တယ်ပြီးတော့အဖေကမှားလိုက်သေးတယ် ဒီကောင်ဆံမသူသမီးကိုတစ္ဆာဖောက်ပြီးမျှပွေဖြစ်တယ်နည်းနဲ့တတ်ခဲ့တယ်။ထွင်ရင်စကားကြောင့်ဆံမပြုံးစီစီဖြစ်သွားပါလေ။ဦးမြလာကြီးကတော့ကွာငါကောင်းပေါ်မြမဦးကောင်းလေးကြီးတင်ပေးလိုက်ပြီ။ကဲကဲအေးပါကွာထွင်ရမင်းလည်းငါကြီးပါပဲ။လောလောဆယ်တော့အိမ်မှာလူများတော့ကောင်းတော့ပေါ့ကွာ။နောက်ကျအချိန်နေကြည့်ပြီးငါအလုပ်တွေလည်းပြန်ဆရမင်း။ဟုတ်ကဲ့ကိုဖို့တို့အခုကျွန်တော်ခိုင်းနေရခိုင်းပါကျွန်တော်ကရန်ကုန်နေရပြီးတာပါပဲ။အေးပါထွင်ရ မင်းကရောက်ကလေးကဓမြတိုက်မယ်တက်မယ်ကြီးပြောနေတာငါမင်းကမသိရတော့မင်းကြောက်နေပြီရန်ကုန်မြို့ရဲ့အချင်းကြီးကလည်းရခင်ကလည်းလုံးလုံးကွဲပြားနေပါလေဂျပန်တမားတဖွဲ့ဖွဲ့ရန်ကုန်ကိုဝင်လာနေကြပြီးတခင်ထုံးအစိုးရကလည်းအုတ်ချုပ်ရေးကိုနိုင်နေစွာမအုတ်ချုပ်နိုင်ရစနစ်တကျမလေးကျင်ရသေးသော BIA တပ်ဖွဲ့ဝင်တို့ကလည်းမြို့လုံးလုံးရေးကိုဂျပန်တပ်တချို့နဲ့ပူးရဲတောင်းပန်ယူကြပါလေသို့သော BIA အဖွဲ့ဝင်များမှတေချာစီစစ်လက်ခံထားခြင်းမဟုတ်ဘဲ အင်္ဂလိပ်ခေတ်မှာပြည့်ချက်ရှိသူလူစိုးလူမိုက်များပါရောထွေးပါနေခြင်းကြောင့်တချို့နေရာများမှာထိုးသူများကပင် BIM ကိုအလွဲသွန်းသွားလုပ်ပြီးလူရဲမှုများဓမြမှုများကျူးလွန်နေကြပါတယ်။လူရဲမှုကျူးလွန်သူများကိုဂျပန်စစ်တပ်ကမိပါကလှန်စွန့်နေပင်နေရာမှာထိုးတက်ပြစ်ကြပါတယ်။သို့သောထိုးဂျပန်စစ်သားများကိုယ်တိုင်ကမူလူရဲမှုမရေမှုများကျူးလွန်ရင်းမူပြည်သူလူထုမှာဘယ်သွားတိုင်ရမှန်းမသိတော့ ရန်ကုန်မြို့ကိုအနောက်ဘက်ကဝင်လာကြသော မေဂျာစာတိုးရဲ့တပ်ဟာရန်ကုန်မြို့လုံခြုံရေးနဲ့တန်ရှင်းရေးကိုဖိတတာဝန်ယူလိုက်ပါတယ်။မေဂျာစာတိုးတပ်ဟာရန်ကုန်မြို့ရက်ကွက်များအတွင်ဖာတိဘာသာနေနေကြတဲ့လူများကိုတနက်နေ့ခေါ်ထုတ်ပြီးလမ်းမမှာပြန့်ကျဲပုတ်ပွားနေသောအလောင်းများကိုရှင်းလင်းသယူခိုင်းရပါတယ်။တမျိုးလုံးနဲ့ဒုက္ခပေးနေတဲ့ကြွက်များခွေးလီခွေးလင်များကိုရှာဖွေတပ်ဖြတ်ခြင်းဘုန်းနံတိအဆောက်အဦများကကြာလာသောလမ်းပေါ်ကအပြည့်အစည်းများရင်းပြက်များကိုဖယ်ရှားခြင်းများပြုလုပ်ကြရပါသည်ထို့အချိန်မှာ အင်္ဂလိပ်ခေတ်ကရှိခဲ့သောလူမှုရေးပြဿနာများကိုယခုအုပ်ချုပ်ရေးပြပြနေခြင်းမှာဖြေရှင်းကြတဲ့ဓာတ်ခုပ်ပွဲများလင်းရောက်ရောက်ကိုဝိုင်းရိုက်တက်ခါဇနီးတွေကိုအုပ်စုဖွဲ့အာရမခြင်းခြင်းများလည်းဖြစ်ပေါ်လာနေပါလေမလာ16ရက်နေ့ညနေခင်းလမ်းတော်ဖုလို့တို့မိသားစုနဲ့တပည့်များဟာအုံဖီရှာဖွေဝယ်ယူလာသောတိုးသားစီတဘူးစံပါယူလာတဲ့ငချောက်ထိုးရများကိုပင်ချက်ပြုတ်ပြီးညစာစားနေကြပါလေ ထိုးချိန်မှာအင်ရှိကိုကားစင်းထိုးရတဲ့အံကြားလိုက်ရပါလေ။ဆာမကထမင်းစားနေရာကရက်ပြီးတကားထဖွင့်လိုက်ပါလေ။ကားဘော်ကဂျပန်စစ်သားများလက်နက်ကိုစီနဲ့ဆင်းလာကြပါလေ။ရှင်းဆုံးကဂျပန်စစ်ဘုံမှာလက်မောင်းမှာဘူးဒီကောင်ကျော်ဂျပန်သားများတက်ထားသောလက်ပတ်အနီဝတ်ထားတဲ့ဗမာတို့ဥပါဆင်းလာကြပါလေ။ဒါဥပဒေလိုအင်နာခမရထမင်းစားဝိုင်းမှာရုတ်တရက်ရက်တက်သွားပါလေ။လမ်းမတော်ဖို့တို့ကလက်စည်းစလုံးထဲကိုလက်ကိုနှစ်ဆီးလိုက်ပါလေ။ထို့နောက်အနောက်ဘက်ကိုဝင်သွားပြီး ရေပုံမှန်ကဆက်ပြားခင်းနဲ့ထက်ဆီးလိုက်ပါလေထို့နောက်အပြင်ပြန်ထွက်လာပြီးလက်တော့ဘွားနဲ့လက်ကိုတုတ်ခါကျွန်တော်ဖို့တို့ပါဘာကိစ္စများရှိလို့ပါလဲခင်ဗျာကျွန်တော်ကနီဘွန်တက်မတော်ရဲ့စကားများမောင်းစိန်တိုင်းမှာဒါကတော့နီဘွန်တက်မတော်အမှတ်33အမှတ်204ချီရင်တရင်ကစစ်မြေပြင်ထောင်လိုင်းအရာရှိဘိုးကာဝါရှိမလို့ခေါ်ပါလေဟုတ်ကဲ့ထိုင်ကြပါထိုင်ကြပါဘိုးကာဝါရှိမနဲ့မောင်းစိန်တိုင်းတို့ကကလထိုင်များမှာဝင်ထိုင်နေကြပါလေ ဥဖို့တို့ဒီကိုပြောတာဘယ်နည်းရရှိပြီလဲ၃ရက်ရှိပါပြီမောင်စိန်တိုင်းစကပြန်ကဂျပန်စစ်ဘုံကိုဂျပန်ဘာသာနဲ့ရှင်းပြလိုက်ပါတယ်ဂျပန်စစ်ဘုံကခေါင်းညင်ပြီးဂျပန်လိုပြန်ပြောပါလေဒီလိုဥဖို့တို့ဥဖို့တို့ကလွန်ခဲ့တဲ့၃ရက်ညကလမ်းမတော်ဆက်လီနန်းထဲမှာလူ၃ယောက်ကိုတနက်နေ့ထုတ်ချင်ပြီးချင်းရောက်ခဲ့တယ်လို့ဘိုးကာဝါရှိမစီမှာတိုင်ချက်ရထားတယ်လေအဲ့ဒီတနက်ကိုဘယ်ကရရတယ်ဆိုတာဘိုးကာဝါရှိမသိချင်နေတယ် ကျွန်တော်အင်္ဂလိပ်ခေတ်ကလိုင်စင်နဲ့ခြံခဲ့တဲ့တနက်ပါစကပြန်ကဘာသာပြန်ပေးလိုက်ပါတယ်အဲ့ဒီလိုင်စင်ပြလို့ရမလားတဲ့စစ်ပြေးတော့ဟိုရွှေ့ဒီရွှေ့နဲ့ဘယ်နှပြောင်းနေမှမသိပါဘူးဥဖို့တို့ကအင်္ဂလိပ်ခေတ်ကလူစိုးလူမိုက်တယောက်လို့လာတယ်တဲ့သူကပြောလို့သိရပါတယ်တဲ့လူစိုးလူမိုက်တယောက်ကိုတနက်လိုင်စင်နဲ့ပေးခံရအောင်အထိအင်္ဂလိပ်အစိုးရကမမိုက်မဲဘူးလို့ထင်ပါတယ်တဲ့ဗျဖို့တို့ကတမြင်ချလိုက်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တရုတ်တန်းကမိတ်ဆွေတယောက်စီကဝယ်ထားတာပါ ဂျပန်စစ်ဘုကမျက်ပေါင်များကျင်းသွားတဲ့အထိပြောလိုက်ပါတယ်။ဘိုကာဝါရှိမကဥဖို့တို့အနေနဲ့အခုရန်ကုန်ရဲ့တရားဥပဒေစိုးမိုးရေးကိုကူညီပေးကြတယ်ဆိုရင်အဲ့ဒီတဲ့ကိုဂျပန်တပ်မတော်ကိုအပ်ပြီးဂျပန်တပ်မတော်ရဲ့လိုအပ်တဲ့စစ်ဆေးမှုကိုခံယူဖို့ခဏတော့လိုက်ခဲ့စေချင်တယ်တဲ့။ရပါတယ်ရပါတယ်။ကျွန်တော်တနက်ကအပေါ်မှာထားတာမို့လို့တက်ယူလိုက်ပါဦးမယ်။ဖိုးတို့ကလွယ်တဲ့ကတနက်ကိုယူပြီးအောက်ကိုဆင်းလာပါတယ်။တနက်ထဲမှာဂျီကွန်များကိုထုတ်ခါဘိုကာဝါရှိမလက်ကိုအပ်လိုက်ပါတယ်။ ကဲဥပ္ပိုလ်သွားကြစို့ကျွန်တော်အပေါ်ဘုတ်အင်ကြီးလေးထပ်ဝတ်ပြရစီဦးဖိုတိုကအနောက်ဖက်အခန်းရှိမှာခြေထားသောကိုအင်ကြီးကိုတွားယူကဝတ်လိုက်ပါလေထိုးချိန်မှာအခန်းတော်မှာရနေသောထွန်းရင်ကလေးသံကလေးနဲ့ကတ်ပြောလိုက်ပါလေအခုကျွန်တော်ချင်းမှာဓမ္မတချောင်းယူထားတယ်ကျွန်တော်ဟိုဂျပန်ကောင်ကိုဝင်ခုတ်မယ်အခုတနက်လူမလားဖိုတိုကခေါင်းခါပြလိုက်ပါလေထို့နောက်မသိမ်းမြစီတွားပြီးမသိမ်းမြရဲ့ကျဆံမီကိုကိုင်ကသူ့မျက်နှာမှာပုတ်လိုက်ပါလေအခုပြန်လာခဲ့မယ်မသိမ်းမြပြန်လာခဲ့မယ် ထို့နောက်သူ့တပည့်များဘက်ကိုလှည့်ကားအိုးဖေဆမ်းမငါတို့ပြန်မလာမချင်းငါမိမကိုဆောင်းလျှောက်ကြကွာဟိုကောင်ကန္ဓမတရင်နဲ့နားဆွဲထားအောင်ငါလိုက်သွားလိုက်ဦးမယ်ဂျပန်စစ်သားတယောက်ကဖိုတိုကိုလက်ပြန်ကျိုးထုတ်လိုက်ပါလေနမရောဖိုတိုကဂျပန်စစ်သားများရဲ့ကားပေါ်ကိုခအေးပဲတက်လိုက်သွားပါလေ